မြန်မာပြည်ဘောတိုင်းရင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သားလိုက်ပါတယ်ဒီနေ့မှာတော့ DVB မှာတင်ထားတဲ့သတင်းဆောင်ပါတစ်ခုဖြစ်တယ်နော်တတိမမှန်လေးကောင်တဲ့ဘင်္ဂလားဒေ့ဒုက္ခသည်စခန်းမှာအချင်းချင်းတိုက်ခိုက်ကြတယ်ဆိုတဲ့သတင်းဆိုတော့ဒီသတင်းကိုကျွန်တော်အနေနဲ့လုံးယူပြီးတော့ပြောတဲ့အရာမဟုတ်ဘူးမယုံကြည်ဘူးဆိုရင် DVB မှာတော့ပြီးတော့ဖတ်ကြည့်နိုင်တယ် ဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကောဘဇာခရိုင်မှာချီးနေတဲ့မွတ်စလင်ဒုက္ခသည်စခန်းမှာမွတ်စလင်လမ်းလက်ကိုင် RSO အဖွဲ့နဲ့ ARA အဖွဲ့တို့ကြမှာမလာ6ရက်နေ့ညာကပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဒုက္ခသည်တယောက်ကသေဆုံးပြီးတော့၄ရောက်တရားရရှိတယ်ဆိုတဲ့သတင်းကိုဒုက္ခသည်စခန်းတည်င်းအရင်မြစ်တယ်ကပြောထားတယ်ဆိုတဲ့သတင်း မလ6ရက်နေ့ည9နာရီလောက်မှာဒုက္ခတဲ့စခန်းကြီးကမ်ချီအီဘလော့ဘီ21ဘီ32အနီးမှာဒါဇင်နဲ့ခြေတဲ့လက်နက်ကင်နှစ်ပွဲ့အပြာအလံပြစ်ခတ်ခဲ့တာမှာအသက်30နှစ်အရွယ်အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့နောက်ထပ်အမျိုးသား၄ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စခန်းမှာနေထိုင်တဲ့မွတ်စလင်ဒုက္ခသည်တယောက်ကပြောကြားထားတယ်။ဆိုတော့ RSO နဲ့ ARA တို့ကြားမှာမလ6ရက်နေ့ညဖက်ကနှစ်ဖက်ပြစ်ခတ်မှုဖြစ်ပေါ်ခဲ့ကြတယ်။အဓိကကတော့မူရီစေဝါကိစ္စတွေဖြစ်ကြတယ်။ပြစ်ခတ်မှုအနည်းမှာချီတဲ့အယတတဝူကြီးထီးမှပြီးသေဆုံးခဲ့တယ်လို့နောက်ထပ်၄ဦးထပ်မနေလေဒီခိုက်တရာရာချီတော့တယ် ဒုက္ခသည်စကားအတွင်းမှာလက်နက်ကင်နေအကြမကြာခဏဆိုသလိုညီးတာတယ်အမြဲတမ်းဖြစ်စဉ်ဖြစ်တာရှိနေတယ်သေဆုံးတော့သူဟာအသက်32နှစ်အရွယ်မာမန်ရော်ဖေးဖြစ်ပြီးတော့အရသာတချို့တိခိုက်ခဲ့သလိုပြစ်ခတ်မှုမှာပါဝင်ကြတဲ့လက်နက်ကင်တပ်ဖွဲ့ဝင်တချို့ကလည်းထိခိုက်ဒဏ်ရာရတော့တယ်လို့စကားအတွင်းမှာနေထိုင်သူတွေကပြောကြားတာတယ် အဲ့ဒီပြေခတ်မှုဖြစ်ပေါ်ပြီးနောက်မလ6ရက်နေ့ညနေ7:00စနေဝန်းကျင်မှာ ARA အပွေရဲခေါင်းဆောင်မာမတ်အာယူနဲ့တပ်ပွဲဝင်2ယောက်ကိုဘင်္ဂလားဒေ့ရေတပ်ပွဲကဖမ်းဆီးသွားပါတယ်။နောက်ထပ်မွတ်စလင်ဒုက္ခသည်တယောက်ကပြစ်ခတ်မှုဖြစ်ပြီးနောက်မှာ ARA ခေါင်းဆောင်မာမတ်အာယူနဲ့တပ်ပွဲဝင်2ယောက်ကိုဘင်္ဂလားဒေ့ရေတပ်ပွဲက ဖန်ဆီးသွားတာရှိတယ် RSO ကတော့ဖန်ဆီးတာမရှိသေးဘူး RSO ကဘင်္ဂလားဒေ့ရှ်အစိုးရနဲ့နှီးကမှုရှိတယ်လို့ပြောရမယ်ဒုက္ခတွေစခန်းမှာကလည်းလက်နက်ကင်တွေခြိချုံနေကြတာဖြစ်ပြီးတော့ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းသူတို့ကိုလှုံ့ဆော်ခွင့်ပေးတာတွေသဘောရှိတယ်လို့ပြောထားတယ်မွတ်စလင်လက်နက်ကင်အဖွဲ့တွေဖြစ်ကြတဲ့ RSO ARA ARSA RIM စတဲ့အဖွဲ့တွေမှာဒုက္ခတွေစခန်းမှာဒုက္ခတွေစခန်းတွေကိုအခြေပြုလှုပ်ရှားပြီးတော့လူသစ်စုဆောင်းလာတဲ့မူရင်းစေဝရောင်ချတဲ့လက်နက်မောက်ခုံမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်ဒါပြင် RSO ARA ARSA အဖွဲ့တို့ဟာဘူးသီးတော့ မောင်တော်မျိုးသိန်းတိုက်ပွဲတွေမှာစစ်ကောင်စီနဲ့ပေါင်းပြီးအာရခတ်တော်အေအေကိုတိုက်ခိုက်ခဲ့ကြတာစစ်ချုပ်နဲ့နောက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားကြတာဖြစ်တဲ့မွ슬လင်ဒုက္ခသည်စခန်းတွေမှာအခြေပြုထားတဲ့ RSO ARA ARSA RIA အဖွဲ့တို့ဟာစစ်ကောင်စီနဲ့မဟာမိတ်ဆက်ဆံရေးတွေရှိနေတဲ့ဒီမာမရဲ့ဥဆောင်မှု poor brother Elias တပောင်စုကိုဖွဲ့စည်းထားပြီးတော့အာရခတ်တော် A ကိုတိုက်ခိုက်ဖို့စီစဉ်နေတယ်ဆိုတော့တဲ့တင်အချက်လက်ကိုမူစလင်အသိုင်းအဝိုင်းတွေကနေပြီးတော့ထုတ်ပြီးတော့ပြောကြားထားတဲ့တင်တပုတ်ဖြစ်ပါတယ်ဒါကိုဒီဘွေးပြီးမှမယုံရင်တော်ဖတ်နိုင်ပါတယ်ဒါကြောင့်တတိမမှန်လေးကောင်နေအချင်းချင်းရိုက်ကြပုတ်ကြပြေးကြခတ်ကြနဲ့အဓိက မွ슬င်အတိုင်းဝိုင်းကနားလေထားရမှာကပေးလွာကြမှာစာညတ်တယ်လို့အဓိကခံနေရတာကဒုက္ခတွေများဖြစ်ပါတယ်။ဘာသာရေးကိုအကြောင်းပြတဲ့လူမျိုးရေးကိုအကြောင်းပြတဲ့လုံးလုံးမှုဆိုတဲ့နေမီကိုအပိုင်သိမ့်မယ်ဆိုပြီးတော့သူတစ်ပါးရဲ့နေမီတွေကိုလက်ညှိုးထိုးပြီးမိမိတို့ရဲ့ပိုင်ဆိုင်မှုဆိုပြီးတော့ မလုံးပေးပြီးတော့အဓိကသူတို့ကောင်းစားဖို့အတွက်မူရင်စေဝါဖောက်ကရောင်ချပြီးတော့ဒုက္ခတွေစခန်းမှာလူသစ်စုဆောင်တာတို့ဝါဒမိုက်တိုက်နေတာတို့ကိုဒီကောင်တွေကတွင်းတွင်းကြီးကြီးထင်ထင်ရှားရှားလုံးနေတာကိုအခုဒီဝီဝီတင်းကလည်းထင်ထင်ရှားရှားနဲ့တင်ပြထားတာဖြစ်ပါတယ် ဆိုတော့ကမွတ်စလင်အတိုင်းဝါကလည်းအဓိကလည်းတာမညာကိုခွေးချဖို့တက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်တချို့ကပြောကြလိမ့်မယ်အာရဟတတောအာရဟတတောကသိမ့်ပိုက်ထားပြီးတော့ငါတို့ရဲ့ဒုက္ခတွေတွေကိုမခေါ်ဘူး။ဘာညာတရကပေါ့။အိမ်ချင်တဲ့အေးတယ်မှာအေးတယ်ကအိမ်ချင်တဲ့ညင်ညင်နိုင်နိုင်ကျွမ်းကမ်းမင်ကမ်းကျွမ်းမင်နေမယ်ဆိုရင်ဘသူမှပဲဖြစ်ဖြစ် အစဉ်ပြေမှဖြစ်သလိုမိမိတို့အနေနဲ့ကလည်းကျွန်းကိုက်မီကိုင်းကျွန်းမီနေဖို့အတွက်စောကားမှုပုတ်ခါမှုမိမိတို့ရဲ့ဒုက္ခကိုဘယ်ကောင်တွေကလာပြီးတော့ကူညီမလဲမိမိတို့ရဲ့ဒုက္ခကိုမိမိတို့ကိုယ်တိုင်ဖန်တီးရမှဖြစ်တဲ့အတွက်အကုန်လုံးကလည်းမိုးစလင်အတိုင်းဝိုင်းနေမှာအဓိကနဲ့တာမညာကိုခွေချဖို့လိုအပ်ပါတယ်လို့ပြောရင်ကျွန်တော်အနေနဲ့ ဒီဗီဒီယိုဖိုင်ကိုဒီနားမှာပဲနီကုံချုံအဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါရှင်လန်းချမ်းမြေ့ကြပါစေဘိုင်ဘိုင်